ဒါကသုတ်ကတိမင်းပါကြည်ဆိုးမင်းနဲ့ရွာဆန်တော့ဘယင်ဖြစ်လာတာပါသုတ်ကတိမင်းလက်အောက်မှာဒီကိုဝမ်းခွဲဖြစ်တဲ့နောယထာကလည်းခါသားပါလေဒီလိုနဲ့အင်မတန်အေးချမ်းလာတဲ့နေကင်းလေးတစ်ခုမှာသုတ်ကတိမင်းကလမ်းလျှောက်ထွက်လာပါလေဒီချိန်မှာအနောယထာကလည်းရောက်လာပါလေဒီကိုနင်းတော့အကိုဖြစ်တဲ့သုတ်ကတိမင်းကညီသားနောင်ကိုပြီးတော့ခေါ်လိုက်ဒီတကားကဘာဆိုတာအနောယထာကမသိပါဘူးဒီတော့အဖေဖြစ်တဲ့ចောင်းထူမင်းကိုပြေးမိပါလေဒီညီသားနောင်ဝင်ဆိုတဲ့တကားကမင်းအမေကိုငါယူမယ်ဆိုတဲ့အဓိပ္ပာယ်ပါ ခေတ်စကားနဲ့ဆိုရင်တော့မိမိကကိုပြောချင်တာပါနော်ရထားလဲတင်းပြီးတော့အဖေစီကအတိုင်းနမလှန်တဲ့နင်းကိုတောင်းပုတ်ပါးကိုထွက်ပြီးလူအင်ကလက်နက်အင်ကသွားစုပါတယ်ဒီလိုသွားတဲ့အချိန်မှာသုတ်ကတိမင်းကတကယ်ကြီးအနော်ရထားရဲ့မယ်တော်ကိုမိဖုရားနှောက်လိုက်တာပါအခုခေတ်အင်းဆက်ထက်ဗကံခေတ်ကအင်းဆက်တည်းကပိုတော်ဆိုးပါသေးတယ်တကယ်ဆိုရင်ဒီမိဖုရားကသုတ်ကတိမင်းရဲ့အတော်အရင်ကြီးပါဖတ်သွားတဲ့အနော်ရထားလဲပုတ်ပါးမှာလူစုပြီးတော့ဗကံကိုပြန်ချီတက်လာပါပြီဗကံကိုရောက်တော့ စုတ်ကလေးမင်းကိုစစ်မှတ်ခဲ့ပဲဘိုင်ဝမ်းချဖို့ခေါ်ပါတယ်စုတ်ကလေးကလည်းညီဖြစ်သူကိုအထင်သေးပြီးစီးကျင်းထိုးဖို့လက်ခံလိုက်ပါတယ်ဒီလိုနဲ့ပြေးပါမြင်းရပါပြေးသွားတဲ့အတွက်စုတ်ကလေးမင်းပြေးတဲ့ရက်ကိုအခုထိနင်းကပါလို့ခေါ်ပါတယ်ဒီမှာအနှောရထားနန်းတက်တဲ့စီကြော်လိုက်လို့ရပါမယ်ဒရမာလေးနည်းနည်းကြံနေလို့ဆက်ပြောပါမယ်စုတ်ကလေးကြာသွားပြီဆိုတာသိတော့အနှောရထားမင်းရဲ့မဲတော်ကရေဝက်တောင်မကတ်နိုင်မဲ့ပုတ်တလင်ဆိုပြီးထအော်ပါတယ် အဝိပလာကြီးနဲ့ပြမရလို့ခရော့တော်ထည့်ပေးထားတာပါအုတ်တလင်လို့អော်တဲ့နေရာမှာအုတ်တလင်ဖះနဲ့ရင်ဝှက်ကျတဲ့နေရာမှာရင်ဝှက်ကျဖះကိုတဲခဲ့ပါတယ်ဖះတွေတဲနေပေမဲ့တုတ်ကတိမင်းကအကြီးကြီးတွေအယူရှိခဲ့တဲ့အတွက်ပကန်းမှာအကြီးကြီးတွေကပဲစိုးမိုးထားတာပါတုတ်ကတိလက်ထက်မှာပကန်းဆိုတာဗုဒ္ဓဘာသာအမေးမိန်ဆုံးအချိန်ဖြစ်ခဲ့တာပါတုတ်ကတိတည်တော့အနော်ရထာက အဖေចောင်းကျူမင်းစီကိုသွားပြီးဘရင်လုံးကိုလျှောက်ပါတယ်ဒီတော့အနော်ထာကပဲနန်းတက်လိုက်ပါတယ် နန်းတက်လာတဲ့တက်ကတဲ့ကတမိုင်းစာအုပ်တွေထဲမှာကွဲလွဲနေတာမျိုးရှိပါတယ်။ဒါပေမဲ့မြောက်ပြင်မိဖုရားရဲ့ကြောက်စာမှာတက်ကတဲ့389ခုတရဝုန်နှစ်ပြာသူလာပြကျော်၈ရက်တနင်းလာနေ့အနောထာမင်းသောမင်းဖြစ်တော်မူလျင်မင်းသားမိဖုရားမူမတ်ကလန်တန်တင်တို့နဲ့ပြည်သူပြည်သားတို့ကိုတရားသဖြင့်အသောစီရင်တော်မူသည်လို့ပြောထားတာကြောင့်တက်ကတဲ့389ကိုပဲယူပါမယ်။အနောထာမင်းဘရင်ဖြစ်တော်ဆောလူမေတော်မိဖုရားတပါးပဲရှိပါတယ်။ဒီတော့ ဖုန်းတကူနဲ့ပြေတုံလာတဲ့အနောထာမင်းလေးမိဖုရားရှာဖို့စဉ်းစားရပါပြီမိဖုရားရှာဖို့ယာသတမန်ဆိုတဲ့အမတ်ကိုခေါ်လက်ဆောင်ပနာတွေထည့်ပေးပြီးအရှာလွှတ်လိုက်ပါတယ်ဒီအမတ်ကလည်းဝေတာလီပြည်ကိုသွားပြီးဘရင်သမီးတော်ပြင်ဆကလျာဏီကိုတောင်းပါတယ်ဘရင်ကလည်းကိုလုတ်တော်ရှစ်ကျိတ်နဲ့သူထည့်ပေးလိုက်ဒီဘရင်နေရာမှာကျွန်တော်ဆိုရင်လည်းထည့်ပေးလိုက်မှာပါလာတောင်းတာကပကံပြည်ရဲ့ဘရင်အနောထာမင်းပါဘသူမှလည်းမပေးဘဲနေရဲမယ်မထင်ပါဘူးပြန်တယ်လမ်းမှာယာသတမန်နဲ့ပြင်ဆကလျာဏီတို့ရဲ့ ပါလာတဲ့အချွေရံတွေကိုလည်းပြန်တဲ့လမ်းမှာတမျိုးတစ်ယောက်နှုံးနဲ့ထားခဲ့ပြီးတော့ပကံရောက်တဲ့အချိန်မှာတော့အနော်ထာမင်းကိုယာသတမန်ကဒါမွေးသားသမီးဖြစ်လို့အချွေရံတော်ထဲ့မပေးလိုက်ဘူးလို့ရှောက်ပါတယ်အနော်ထာကလည်းဒါကိုယုံပြီးပြင်ဆကလျာဏီကိုပရိမအရက်ကိုပို့ပေးလိုက်ဒီမှာပြင်ဆကလျာဏီမင်းသမီးကကိုဝင်ပါသွားပါပြီကိုဝင်ရင်လာတော့ပကံမှာငလျင်လှုပ်ပါအနော်ထာကဒါဘာကြောင့်လဲလို့မေးတဲ့အခါမှာ ဟူရတူနဲ့ဟူရညိုကမင်းပြုတ်မဲ့သူမျောအရက်မှာပရိတန်နေနေသည်ဆိုပြီးတော့ရှောက်လိုက်ပါတယ်။နန်းလူမခံကျင်တဲ့အနော်ထားကလည်းကိုဝင်ရှိသူတွေအကုန်လုံးတတ်ပါတယ်။သေးပြီလားလို့ပြန်ပြီးတော့ခွားပြီလို့ရှောက်ပြန်ပါတယ်။နော်ထားလည်းနှိုးဆုပ်ကလေးတွေကိုတတ်ပြန်ပါတယ်။ပြီးတော့သေးပြီလောလို့ထပ်မေးပါတယ်။ဒီတစ်ခါတော့နွားချောင်းသားထည့်နေပြီလို့ရှောက်ပါတယ်။နွားချောင်းသားတွေကိုတတ်ပြန်ပါတယ်။နောက်တစ်ခါထပ်မေးတော့ရဟန်းထည့်နေပြီလို့ဆက်ရှောက်ပါတယ်။ဒီတစ်ခါတော့မတတ်တော့ပါဘူး။ရဟန်းတွေအကုန်လုံးကိုခေါ်ပြီးဆုံးကတ်လိုက်ပါတယ်။ ဒီဆုံးဖုံးနေတဲ့အင်္ဂါတော်တွေကိုအနောယထာကရေးလိုက်တိုက်မှယဟန်တပားရဲ့ပသက်တဲကတတ်ကြောင်ကြောင်အယောင်တွေထွက်လာတာကိုနင်းပြီးဘရင်ဖြစ်မဲ့လူမှန်တန်းတီသွားပါတယ်ဒီတော့မှအနောယထာလည်းဟူးရတူနဲ့ဟူးရညုံစီပြန်ပြီးငါးစည်းစိမ်ကိုလူနီလောလို့မေးမှနောက်တစ်ဆက်လုံးမှမင်းဖြစ်ပါနီလို့ပြန်ထီလိုက်ပါတယ်ဒီတစကားလေးတခွန်းကြောင့်ကိုဝင်တဲ့9000နှုတ်ဆုပ်ကလေး6000နဲ့ဘာကြောင့်သား9000အသက်စုပေါင်း18000လောက်လကားတည်ခဲ့ရပါတယ်မိုင်းမှာတန်ဖိုးအနည်းဆုံးစကားတခွန်းလို့တောင်ပြောလို့ရပါတယ်အနောယထာမှသာ ဖြည့်မှောင်ထုတ်ပေးနိုင်တဲ့ ChatGPT Premium ရှိနေဒီလိုတစ်ချက်ချင်းမှာတစ်ချက်မှာပါဒီတော့ဒီလိုမလွဲအောင်ဈေးချင်ရမေးထုတ်ချင်ရထုတ်လို့ရတဲ့ ChatGPT Premium တွေကိုဒီ channel မှာလာဝယ်လို့ရပါတယ်တထောင်နံဘူးပြင်းနေလေရတာမို့လို့တိတိယဝင်ကြည့်လိုက်ပါအနောထားကလည်းဒီရဟန်းကိုလိုဝယ်လဲပြီးအနားမှာခေါ်ထားလိုက်ပါတယ်ဒီလိုကကြံ့ရက်သားမင်းပါကြံ့ဆက်သားမင်းလို့လည်းခေါ်ပါတယ်တတိုင်းကြံ့ရက်လို့ကြံ့ရက်သားဖြစ်ပြီးတော့ကြံ့ရက်လက္ခဏာတွေနဲ့ပြည့်စုံလို့ကြံ့ဆက်သားဖြစ်တာပါဒီဗီဒီယိုက ကြံစစ်သားအကြောင်းမဟုတ်သေးတော့နဝထာကိုပဲဆက်သွားပါမယ်နောက်တော့အနောယထာကရှင်အာရဏနဲ့တွေ့ပြီးဗုဒ္ဓဘာသာကိုယုံကြည်သွားပါတယ်ဘရင်ဗုဒ္ဓဘာသာပြန်ယုံတော့တိုင်းသူဒီသားတွေလည်းပြန်ယုံကြပါပြီအရေးကြီးတယ်လေတတိတိနေရာတျောက်လာတယ်ပေါ့ဒီအရေးကြီးတွေကိုအနောယထာကလူဝင်လဲခိုင်းပြီးအမှုထမ်းခိုင်းပါတယ်အယူမားလည်းတျောက်အမှုထမ်းလည်းရတယ်ခံတော့ကြပါတယ်ဒီနောက်အထုံကလည်းပိဋကသုံးပုံကိုတိုက်ယူပါတယ်အယုံနဲ့တီဟိုကဗုဒ္ဓဆွေတော်တွေကိုလည်းရအောင်ပြင်ပြီးသာသနာကိုအရှိန်နဲ့တိုးတက်အောင်လုပ်ခဲ့ပါသေးတယ်ဒီအချိန်မှာ ပကံကဗုဒ္ဓဘာသာနိုင်ငံတော်ကြီးပြန်ဖြစ်နေပါပြီ။အနှောရထားမင်းတာသနာပြန်ပွားအောင်ဘဲပုံဘဲခါလုပ်ခဲ့တယ်ဆိုတာကတော့လူတိုင်းသိပြီးသားမှုအရှိတဝင်းမပြောတော့ပါဘူး။အခြေရေးလေးဆက်ပါမယ်။အင်မတန်ဖုံးတကူကြီးလာပါတယ်ဆိုတော့မင်းကြီးမှလည်းအသက်နှလုံးနဲ့ပါ။အခုကအာရလှပလာတဲ့ပကံနေလေကင်းလေးတစ်ခုမှပါ။နှောရထားမင်းလည်းချေးနေပါတယ်။ဒီချိန်မှပဲအုတ်တာပကိုးမင်းကစစ်ကူတောင်းခိုင်းလိုက်တဲ့အမတ်တယောက်ရောက်လာပါတယ်။အချောင်းရင်ကကိုးမှစစ်မနိုင်တော့လို့စစ်ကူတောင်းတာပါ။နှောရထားကလည်းမင်းတီတော့လေတိန်လွှတ်လိုက်မယ်ဆိုပြီးကြက်စစ်သား လုံးလဖဲညောင်ဦးဖီးနဲ့ငထွေယူတို့လွှတ်လိုက်ပါတယ်ဒါကတော်တော်နဲ့များတိထားတဲ့ပုံစံပါတကယ်ကကလားချေလင်တတ်သား80လဲပါပါသေးတယ်လွှတ်လိုက်တဲ့စစ်ကူတွေလည်းတွတ်တိုက်ကြပါပြီတိုက်ပွဲရလဲနိုင်သွားတယ်ပေါ့ဒီမှာတင်ဥဒ္တပကိုးမင်းကခြေသူတွေတင်ပြီးသမီးတော်မနိဆန်အောင်လက်ဆောင်ထည့်ပေးလိုက်ပါတယ်နောက်မှဆက်ရေးထားတာကကျန်စစ်သားငလုံးလက်ဖက်ညောင်ဦးပြီးနဲ့ငထွေယူတို့ဒီမင်းသမီးအပားတွင်အလဲကျစောင့်နေကြရင်ကျန်စစ်သားအလဲရောက်တော့မှားမိလေဤမင်းသမီးနဲ့ကျန်စစ်သားဘာမှားကြလဲဆိုတာတော့သိကြမှာ အနော်ဒါမင်းရဲ့အချက်ဇလန်းလည်းအကြောင်းဆိုးရတရားပါပဲကျန်သားကလျာဏီကလည်းယာသတမန်လက်စာမိမဏိဆန္ဒလည်းကျန်သစ်သားလက်စာမိနဲ့နော်ဒါမင်းလည်းကြော်နေပါပြီချိန်တစ်ခုရောက်လာတော့သူလည်းမှုွန်လိုက်တယ်ပေါ့အေးအေးသေးသေးပြန်ဖြစ်လို့မှမကြသေးဘူးအိတ်နေတဲ့အချိန်မှာဖားတကောင်ကထော်ပါဒီတော့ဟူရကူနဲ့ဟူရညူတို့ပြန်ရောက်လာပြီဒီဖားကဖဖူသေးလို့ဖမငိုတာတစ်ချောင်းနဲ့အတိတ်နမိတ်ကမင်းကြီးသေးတော့မှတစ်ချောင်းရှောက်ပါတယ်နော်ဒါလည်းပြင်းပါ အရင်တခါလဲရှင်းရှင်းလင်းလင်းမပြောလို့လူတွေအများကြီးတေပြီးအခုလဲဖားအော်တာကိုငါတေမယ်ဆိုပြီးပြောနေတယ်ဆိုပြီးနှစ်ယောက်လုံးကိုအချုပ်ချထားလိုက်ပါတယ်ဒီချိန်မှာအနော်ထာကဟိုင်းတက်မြို့ကိုရောက်နေတာပါအခုတော့ပြန်ပါပြီဒီလိုပြန်နေရင်းနဲ့ပကံကိုရောက်တော့သူတွေမဝင်ရင်တပ်သားတယောက်ရောက်လာတိုင်းနီထဲမှာကျွဲတစ်ကောင်တောင်းညမ်းနေလို့လာနှိမ်နှင်းခိုင်းတာပါအနော်ထာကလည်းဒီအရက်ကိုလိုက်သွားတဲ့အချိန်မှာကျွဲနဲ့တွေ့ပါတယ်အနော်ထာစီးလာတဲ့စင်သူရဲ့နာမည်ကတန်ညံသွားပါတောက်ထဲကဖော်ပြထားတဲ့အတိုင်းဆိုရင်ကျွဲကဒီလောက်လောက်ရှိပါတယ် ဒီလိုနဲ့တိုက်ကြပါပြီ။ဘာဖြစ်သွားလဲတော့လူတိုင်းသိမှာပါ။တော့ထားမင်းကျွဲခတ်လို့နိုင်ရွာဆန်ပါပြီ။မေပေးခိုင်းလို့ညီကိုချင်းရန်ဖြစ်ဘိုင်ဝမ်းနေချမင်းဖြစ်လာတော့လေပို့မိဖုရားဖြစ်မဲ့မိဖုရားတွေကိုအမတ်ကနှိုက်နီးလိုက်သစ်သူကြီးကဝင်တီးလိုက်နဲ့ခံရရတဲ့အတော်ထားမင်းကြီးရဲ့ဇလန်လည်းဒီမာတင်ပြီးဆုံးသွားပါပြီ။ဒိနေတန်33နှစ်မင်းစည်းတိုင်42နှစ်နဲ့တတ်တော်85နှစ်နဲ့တက်ကြက်422ခုနှစ်ပါ။နော်ဝေထာနောက်တက်လာတဲ့မင်းကလက်ယုံးရီနှလုံးရီညံထင်းလာတဲ့ဆောလူမင်းပါ။ပြောရမယ်ဆိုရင်တော့အပလာမင်းပေါ့ ဒီမင်းအကြောင်းကိုတော့နောက်ဗီဒီယိုမှာဆက်ပါမယ်ဒီလိုဗီဒီယိုတွေဖန်တီးဖို့အတက်တင်းတင်တာလဲလာအပ်လို့ရပါပြီ Telegram နဲ့ Facebook Messenger ကနေပုံစံမင်းများပြီးစာရင်းပေးထားလို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်